ိယမိကတော့ဟိုပါဘောနော်အဖေနဲ့ကတော့ဟိုကိုကိုတိုင်းလဲဟိုကလေးရလာတဲ့အချိန်ကျတော့ပို့ပြီးတော့အဖေမြတ်တာကိုတိတာပေါ့နော်အရင်ဆိုအမေပဲခေါင်းထဲမှာရှိတာလေဘယ်လိုမျိုးအဖေခေါင်းထဲမှာလောမရှိတာမဟုတ်ဘူးဒါပေမဲ့အဖေရုံးကန်ပြီးရတဲ့အားတွေကိုတိတ်မမြင်ဘူးပေါ့နော်ဟုတ်ကောဟုတ်ကောအခုမှပြောစရာစကားတွေကလည်းအများကြီးပဲသူကမရှိတော့ဘူးလေဆိုတော့ဒီခါလေးကျရင်အဲ့လိုမျိုးအိမ်မက်ဒီပိုင်းမက်တယ်ပေါ့အဆူနာပြောတဲ့ post it နဲ့ဟာမျိုးဆိုတော့ ဲ့လိုမျိုးဆိုရင်တော့တော်တော်လေးတင်ကောင်းဖြစ်တာကျွန်တော်ကတော့အဖေကိုတတိယရင်ဘာလို့ဖြစ်လဲဆိုတော့ဟိုကျွန်တော်ကောင်းပေါ်မှာဆိုရင်အဖေတချင်းလေး selection လုပ်ပြီးတော့လေအမြဲတမ်းဖွင့်ပြတယ်သူတတိယလည်းမျိုးအိမ်မှာလည်းဟိုအကုန်လုံးအိမ်မှာရှိတဲ့ပစ္စည်းတွေအခွေတွေသူကရှိသမျှအကိုအိမ်ထဲမှာသူ့လက်ရာတွေကြီးပဲလေဗဂျီကားတွေဘာတွေဆိုတော့ဟိုအိမ်မှာနေသူ့ကိုတတိမရတဲ့ရက်ကိုမရှိသလောက်ပဲ စိတ်လူချတာတော့မပြောနိုင်ဘူးအဓိက focus ကတော့အဲဟိုဘလူနိုင်အောင်ကစားမလဲဆိုတာပဲတွေးနေရတယ်အကျဉ်းတွေတော့မတွေးပြတော့ပါဘူးဟုတ်ကဲ့ဟိုပါပေါ့ဟိုကျွန်တော်ပြည်တွင်းပွဲတွေပဲဆော့တာများတာပေါ့နော်ကျွန်တော်ဒီဟို e-sport မှာတော့ကျွန်တော်တို့ဘောလုံးကတော့ဟို mobile legend လို့ပြောလို့တော့လူအဲ့လောက်မများဘူးပေါ့ဆော့တဲ့လူကဟိုဟိုပြိတ်သက်လည်းနည်းတယ်ပြောရရင်ဒါပေမဲ့ကျွန်တော်ငငယ်တဲ့ဘောလုံးမဲ့စိတ်ဝင်စားတဲ့အချိန်ကြာဒီကျွန်တော် FC online လို့ ဟိုဟို FC 26ပေါ့အဲ့အားကြီးကြတော့ဟိုဘယ်လိုပြောမလဲဟိုနဲတာပေါ့နော်ဒီမှာဆော့ရတယ်အဲ့တော့ပြန်မဲ့အနေကတော့ကောင်းပါတယ်ပေါ့ကျွန်တော်ကဟိုဆက်ဆက်ဒီဆက်ဆက်တော့အကုန်လုံးတယ်ပေါ့နော်ဟိုကတော့အဖေးလိုင်းကတော့အဲအပွင့်ယူခဲ့တာကတော့ကျွန်တော်ကဟိုဆန်နီယာတီးတယ်လေဆန်နီယာတီးတယ်ဆိုတော့ကျွန်တော်ဆန်နီယာဆရာတော့ဟိုဒီ e-sport တခုတည်းနဲ့ကျွန်တော်ရက်တီးလို့မရဘူးလေ မရတဲ့အချိန်ကျတော့ကျွန်တော်ကပြင်မှာဆန်နေဆရာလို့ပေါ့အဓိကလို့တော့ပေါ့နော်ဝင်ငွေရှာတော့အဲ့ဒါနဲ့ရှာပေါ့ဒါကတော့ကျွန်တော်အားတဲ့အချိန်လေးဆော့တာပေါ့နော်ဆော့တယ်ပေမဲ့ကျွန်တော်တို့ဂိမ်းမှာဒီဟို professional တက်လန်းနိုင်တယ်ဆိုတာကကျွန်တော်တို့ဆော့တဲ့ online ဂိမ်းတွေကကြတော့ဟိုတကယ် division အမြင့်ရောက်တဲ့အချိန်ကျရင် pro တွေနဲ့တွေ့ရလေ pro တွေနဲ့ကစားရင်းကစားရင်းနဲ့မှမှအဲ့ဒီမှမှအတွေ့အကြုံရပြီးတော့ဒီကလူတွေနဲ့ပြန်ဆော့တဲ့အချိန်မှာလက်ကပွာတာပေါ့နော်အဲ့တော့ဟိုဘက်ကလူတွေနဲ့ကစားဖို့ကအဲ့လောက်ထိဟိုမစိမ့်ဘူးပေါ့ ဲ့လိုမျိုးရှေ့ဆုံးဟိုဟာပေါ့ဟိုတော့ပြန်ရမှာတော့ဒီဇင်ဘာ9ရက်နေ့ဟိုပေါ့အဲ့လားတော့တော့ပြန်ရမှာပေါ့ဟိုဟာတော့ training နဲ့ပတ်သက်ပြီးကတော့ဟိုဟာပဲဒီမှာရှိရလူနေ train လို့မရဘူးဆိုတော့ online နဲ့ပဲဟို train နေရပါတော့အဲ့လိုခုနကပြောသလိုပဲဟို division အမြင်ဟုတ်တွားပြီးတော့အဲ့ရလူနေကန်တာလဲဒါ training တမျိုးပဲလေဒီဒီမှာမှအဲ့လိုမျိုးတူတူကန်လို့မှမရတာဆိုတော့အဲ့လိုပဲ train ရမှာပေါ့အာပြောရရင်တော့အဲရွှေပဲမှန်းတာပေါ့နော် တော့ဒါပေမဲ့ဟိုကျွန်တော်တို့ကမတူညီတဲ့ဟာတစ်ခုကဘာရှိလဲဆိုတော့ဟို26လို့25လို့ကျွန်တော်တို့ဆိုတာ console game ပေါ့နော် console game ဆိုတော့ဟိုပြောရရင်ဟို game set နဲ့ခလုံးနဲ့ဆော့တဲ့ပုံစံမျိုးဒါပေမဲ့အခုဥစ္စာကတော့ပြောင်းမဲ့ဥစ္စာက SC online ဆိုတာကကြာဒါ PC version ဖြစ်နေ version ကမတူဘူးပေါ့နော်ကျွန်တော်တို့ဟာတနေ့ဟိုတစ်ခေါက်ကိုတစ်ခွေထွက်တယ်သူတို့ကလုံခဲ့6နှစ်တည်းကလည်းအခွေပဲဒီဟာလည်းအခွေပဲဆိုတော့ပြောရရင်တော့သူတို့ကဟိုသူတို့ပိုင်တဲ့ဥစ္စာကိုသူတို့လောက်တာ အဲ့ဟိုပြောရရင်တော့နည်းနည်းတော့အကျော်ပေးပြီးစော့နေတယ်လို့ပြောအခုမှကျွန်တော်တို့ဒီဟာကိုပြန်လေ့လာပြီးစော့နေရဆိုတော့ဒါမဲ့ရပါတယ်ဟိုဟာအကောင်းဆုံးတော့ကြိုးစားပြီးတော့ဟိုဟာချမှာပြန်ပြောဟိုတတိယမိရာကတော့ဟိုဟာပေါ့နော်အဖေနဲ့ကတော့ဟို ိုကိုတိုင်းလည်းဟိုကလေးရလာတဲ့အချိန်ကျတော့ပို့ပြီးတော့အဖေမြတ်တာကိုတိတာပေါ့နော်အရင်ဆိုအမေပဲခေါင်းထဲမှာရှိတာလေဘယ်လိုမျိုးအဖေခေါင်းထဲမှာလောကမရှိတာမဟုတ်ဘူးဒါပေမဲ့အဖေရုံးကန်ပြီးရတဲ့အားတွေကိုသိမမြင်ဘူးပေါ့နော်ဟုတ်ပါဘူးပဲအခုမှပြောစရာဇကားတွေကလည်းအများကြီးပဲသူကမရှိတော့ဘူးလေဆိုတော့ဒီခါလေးကျရင်အဲ့လိုမျိုးအိမ်မက်ဒီပိုင်းမက်သူပေါ့အခုနာပြောတဲ့ post it များဟာမျိုးဆိုတော့အဲ့လိုမျိုးဆိုရင်တော့တော်တော်လေးစိတ်ကောင်းဖြစ်တာကျွန်တော်ကတော့အဖေကိုတတိယရင် ။ဘာလို့ဖြစ်လဲဆိုတော့ဟိုကျွန်တော်ကားပေါ်မှာဆိုရင်အဖြစ်တချင်းလေး selection လုပ်ပြီးတော့လေအမြဲတမ်းဖွင့်ပြတယ်။သူ့တတိယ။လေမျိုးအိမ်မှာလေအကုန်လုံးအိမ်မှာရှိတဲ့ပစ္စည်းတွေအခွေတွေသူကရှိသမျှအကုန်အိမ်ထဲမှာသူ့လက်ရာတွေကြီးပဲလေဗဒီကားတွေဘာများဆိုတော့ဟို အိမ်မှာနေသူ့တတိမရတဲ့ရက်ကို မရှိသလောက်ပဲ။သူ့လက်ရာတွေပဲမဟုတ်လို့အိမ်မှာမြို့တဲ့လက်မှာပေါ့ကောင်းရောင်စုံများစွာ စိမကမပိုင်ပါလေးနဲ့လောက်ရှိပြီလေသူက60ကျော်မှစုံသွားပါတော့ဒါပေမဲ့အခု तू နှစ်60ပြည့်တော့ကတော့ရှိုးဝဲတဝဲလုတ်ခက်လိုက်သေးတယ်ကျွန်တော်တော့တပုတ်ဝင်းစုံလိုက်သေးတယ်တပုတ်စုံတပုတ်ဒီအမှတ်တရလုတ်ပေးလိုက်သေးတယ်ဒီမျိုးပေါ့အဖေကကျတော့လေ तू ကဟိုတိတ်ပြီးတော့ဟိုပွဲတိုင်းမှာသူ့တိတ်တွေ့ရလိမ့်မရှိဘူးဘာလို့လဲဆိုတော့သူ့အနုပညာမာနတော်တော်ကြီးတယ် သူသူကသူကိုယ်တိုင်လည်း player တယောက်ဖြစ်တဲ့အချိန်ကျတော့ဟို TY အဆင်မပြေတာဖြစ်ဖြစ်စီကံမရှိတာတို့ဘာလို့တခုခုပေါ့သူမကြိုက်တာမရှိရင်အဲ့လုပ်ကူမလုပ်ပတ်စံနဲ့ဘယ်တော့မှသူကဟိုမဆုံးဖြတ်ဘူးသူကအဲ့လိုမျိုးကျတော့အမိညာမာနအရန်ကြီးတဲ့အချိန်ကျတော့တိတ်မတွေ့ရတာပေါ့နော်ငါမဆိုလဲဖြစ်တယ်မလုပ်လဲရတယ်လောက်လုံးပြပြီးသွားပြီဆိုပြီးတော့မမလုပ်တော့တာလည်းပါတယ်ဘယ်လိုဟိုကကျွန်တော်သွားပြီးတော့ဒီဒီဇင်ဘာ9ရက်နေ့လောက်သွားဆော့တဲ့အချိန်ညာရယ် ကျွန်တော်ပေါ်လေးလိုင်းအားပေးရပါဦး။တန်းနိုင်ဆုံးအကောင်းဆုံးကစားပါပါ။